ပရိသတ်အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ္တမှာပြန်လည်ကြွဆွားရပါရှင်။ကျွန်တော်တို့ channel ကနေနေ့စဉ်ပြည်တွင်ပြပါကြတယ်များ။တော်လိုက်ရေးတရင်များနဲ့နောက်ဆုံးရတရင်များကိုအချိန်နဲ့တပင်းညင်းစားတင်တင်ဆက်ပေးတော့မှာဖြစ်ပါရှင်။ရခုပရမောဆွမ်းစားတင်တင်ဆက်ပေးမယ်ခင်ကြောင့်လည်းကတော့ထောင်းအနာပိုင်တွေရဲ့ဖိနှိပ်ခြင်းခံနေရတဲ့အကျဉ်းထောင်းထက်ကနိုင်ငံရေးအကျဉ်းသူအမျိုးသမီးများရဲ့အခမ်းကဏ္ဍဆိုတဲ့တရင်ဆောင်ပါလေးပဲဖြစ်ပါရှင်။ 2021ခုနှစ်ဖေဖော်ဝါရီလတရနေ့စစ်ကောင်စီရဲ့အာဏာသိမ်းမှုကိုလက်မခံတဲ့မြန်မာနိုင်ငံဒုနိုင်ငံသားအသီးသီးဟာသူတို့တတ်နိုင်တဲ့အကြမ်းမဖက်ဆန္ဒပေါ်ထုတ်တဲ့အနေနဲ့မျိုးဥတော်လိုင်းကိုပအဝင်ဆွနွဲခကြဖြစ်ပါရယ်အာဏာသိမ်းစစ်ကောင်စီဟာသူတို့ကိုဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့လူမျိုးဘာသာကြားမမယွေကိုအကြောင်းပြချက်မျိုးစုံနဲ့ဖမ်းဆီးခဲ့ပြီးမြန်မာနိုင်ငံဒေသအသီးသီးမှာရှိနေတဲ့အကျဉ်းချုပ်ပေါင်း40ကျော်မှဥပဒေပုံမှန်အမျိုးမျိုးနဲ့ထောင်တွင်းအကျဉ်းချခြင်းကိုပြစ်လုခဲ့ကြဖြစ်ပါရယ် အတိလိုမတရားကျင်းချခြင်းကိုခံခဲ့ရတဲ့လူတွေထံမှာမမေဟာဆိုလို့ရှင်လေဖန်စီခံခဲ့ရပြီးပြီးခဲ့တဲ့2022ခုနှစ်ထံမှာနှစ်ရှည်ထောင်နဲ့20ကျော်အကျဉ်းချခံထားရတဲ့နိုင်ငံရေးအကျဉ်းသူတူလည်းဖြစ်ပါတယ်။မမေဟာဆိုလို့ရှင်သူအကျဉ်းချခံနေရတဲ့အကျဉ်းထောင်တွေဖိနှိပ်မှုတွေဆေးဝါးမလုံလောက်မှုတွေလူခွင့်ရေးချိုးဖောက်ခံရမှုတွေစတဲ့အကျဉ်းသူတွေရင်ဆိုင်ကြုံတွေ့နေခဲ့ရတဲ့အခက်အခဲဒုက္ခတွေအကြောင်းကိုရတဲ့အနေနဲ့ဆက်တွေ့ပြီးတရိတ်တနောက်ကိုပြောပြခဲ့ရတဲ့ဖြစ်ပါတယ်။ စစ်ကူတာခွင့်နဲ့ပတ်သက်ပြီးတော့မမီတို့အချင်းထောင်မှာလည်းမှဆိုရင်တော့ဘာယောဂပဲဖြစ်ဖြစ်ပါရီစီသမော့တာပေးလိရှိပြီးတခါတလေမှအဲ့ဒီပါရီစီသမော့ကိုပင်လုံလောက်အောင်မပေးဘူးလို့မမီရဲ့အစားထဲမှာပြောပြထားဖြစ်ပါတယ်အခြေထောင်တွေထဲမှာကျမရေဆောင်ရှောက်မှုနဲ့ဆေးဝါးလုံလောက်စွာပေးနိုင်ခြင်းမရှိတဲ့အပြင်ထောင်ဆရာဝန်တွေဟာဆိုလို့ရှိရင်လုံလောက်စွာမရှိကြတဲ့အတွက်ဆေးဝါးကုသခွင့်ဟာလုံလောက်စွာမရရှိလို့တည်ဆုံခဲ့ကြရတယ်။နိုင်ငံရေးအကျဉ်းသားအကျဉ်းသူအရေးအတွက်ဟာဆိုလို့ရှိရင်ပြီးခဲ့တဲ့2022ခုနှစ်အတွင်း25ဦးအထိရှိတယ်လို့သိရပါတယ်။ ရေလုံမလုံလောက်မှုအကျဉ်ထောင်တွင်းမှာဆိုရင်ရေလုံလောက်ဆိုမရရှိရှင်းတာဆိုရင်လည်းမမေတို့တို့အမျိုးသမီးတွေအတွေ့အတိအရင်ဆိုင်နေရတဲ့ပြဿနာကြီးတစ်ခုဖြစ်တယ်လို့သိရပါတယ်ရေကိုခွက်နဲ့ရေတွက်ကချိုးနေရတဲ့အတွေ့အကျဉ်းတူအမျိုးသမီးတွေဟာရာနာပေါက်တဲ့အခြေအနေတွေကိုလည်းကြုံနေကြရတယ်လို့သိရပါတယ်။လက်ရှိအကျဉ်းထောင်အတီတီမာနိုင်ငံရဲ့အကျဉ်းတူအမျိုးသမီးတွေရင်ဆိုင်နေရတဲ့အခက်အခဲတွေကိုနိုင်ငံရဲ့အကျဉ်းတူဟောင်းတွေဖြစ်တဲ့ဘွားတူနိုင်ငံချင်းဟောင်းတွေကိုအကူအညီပေးနေတဲ့နိုင်ငံရဲ့အကျဉ်းသားများအဖွဲ့ ဂျမ်လို OPP တာဝါကမှဇူဇူမေညွန်ကလည်းယခုလိုပဲတရိဌာနကိုပြောပြခဲ့လည်းဖြစ်ပါရဲ့။နှွေရတင်ရောက်လာတဲ့အခါမှာအခုလိုကာလာတွေမှာရောမိုးတွင်းလိုကာလာတွေမှာရောအကျဉ်းထောင်တွေထဲမှာမတက်ရှင်တဲ့ရေကိုချိုးရတာမျိုးအကျဉ်းထောင်တွေထဲမှာထိုက်ဝှထောင်လိုမျိုးဂျေးနေရောင်ဆင့်ရှိတဲ့ရေကိုချိုးရတာမျိုးပေါ့နော်။ထောင်တိုင်းထောင်တိုင်းမှာအရေးပြားယောဂါတွေဆွဲကာလာတွေမျိုးအထူးကြုံတွေ့နေရတာပေါ့နော်လို့သူသိရှိထားတဲ့အကျဉ်းထောင်ရဲ့အခြေအနေကိုလည်းမှဇူဇူမေညွန်ကပြောပြထားတယ်ဖြစ်ပါရဲ့။ ဒါပြင်ထောင်ဝင်စားနဲ့အစားအသောက်ခက်ခဲကိုလည်းအခုလိုမျိုးပဲဆက်ပြီးတော့ပြောဆိုထားဖြစ်ပါရယ်စက်ကောင်စီကထောင်ဝင်စားတွေကိုပါကန့်ချထားတဲ့အတွက်လည်းမိသားစုကထမင်းဟင်းတွေကိုပို့ချင်တယ်လို့ပို့ခွင့်မရတဲ့အတွက်စားရင်တောက်ရခက်ခဲတွေကိုလည်းကြုံနေရတယ်လို့မမေမေရဲ့အစားထဲမှာဖော်ပြထားဖြစ်ပါရယ်ဆံပြုတ်ကိုထမင်းအကြံတွေနဲ့ထက်ပြုတ်လို့တိုးစော်နံနေတဲ့ဆံပြုတ်တွေစားရတာခဏခဏပါပဲလို့ မမေရဲ့သူကြိုတွေ့ခဲ့ရတဲ့အချင်းထောင်ရဲ့အစာအသောက်ခြေအနေနဲ့ပတ်သက်ပြီးပြောဆိုထားဖြစ်ပါတယ်။မိသားစုနဲ့အဆက်အသွယ်ရပြီးထောင်ဝင်စားပို့ခွင့်အနေငယ်ရသေးနေသူတွေမှာအခုလိုအခြေအနေကိုကြုံတွေ့နေရဖြစ်ပြီးထောင်တွင်းစုပုံမှုဆိုတဲ့ခေါင်းစဉ်နဲ့ထောင်ပြောင်းခံခဲ့ရရင်တော့မိသားစုဝင်နဲ့အခြေဆက်မရတော့ဘူးလို့မဆူဆူမင်းရောကပြောဆိုထားဖြစ်ပါတယ်။အဲ့ဒါလို့မိသားစုဝင်နဲ့အခြေဆက်မရတော့တဲ့နိုင်ငံရဲ့အကျဉ်းသားတွေကလည်းအများပြားရှိနေသေးတယ်လို့သူကတော့ဆက်လက်ပြောဆိုထားဖြစ်ပါတယ်။ ဒါပြင်ထောင်တွင်းအကြံဖက်မှုများစွာနဲ့ကြုံခဲ့ရလို့ဆိုထားဖြစ်ပါရယ်ဌာနပန်တွေဟာအကျဉ်းတူအမျိုးသမီးတွေပင်ပန်းနာကိုပင်တော့ကြောက်ခဲ့ရပြီးစကောက်စီအပေါ်မှာရခဲ့တဲ့နေနဲ့တော်လန်ကြလို့ဌာနပန်တွေကထောင်ထဲမှာပန်းပင်ကြီးတွေကိုပင်ခုတ်လဲခဲ့ကြတယ်လို့မမေကပြောဆိုထားဖြစ်ပါရယ်ဌာနပိုင်တွေမကြိုက်တဲ့အမားတွေလုံမိပါကယောက်ျားလေးဆိုရင်အကြံဖက်ရနိုင်ခံရပြီးတချို့မှဆိုရင်တေးရပါတန်ရတွေပါရကြအောင်မမေစီကတိတိရှိရပါတယ် အ ਨੇ ဆုံးတော့လက်ပြလုံပါတယ်အထဲရောက်နေပြီမဲ့လဲကိုခံနေရတာကိုကဆိုးလာချီလာလို့မတွေ့ပါဘူးအသက်နဲ့ရင်ပြီးနေရတဲ့သူတွေထက်အများကြီးတော်ပါသေးတယ်လို့အမြဲတွေးဖြစ်ပါတယ်မမေမေကတော့သူ့ရဲ့ခံရချက်အကြောင်းကိုလည်းအခုလိုမျိုးပဲပြောဆိုထားဖြစ်ပါတယ် နိုင်ငံရေးအကျဉ်းသူတွေဟာအာဏာသိမ်းလေးနှစ်ကျော်ငါးနှစ်ကာလချမ်းမှာအကျဉ်းဥစည်းဝန်ထမ်းတွေရဲ့ရန်နေတာတွေတိုက်ပိတ်တာတွေမျိုးလိုခံခံနေကြပြီးစုပမှုဆိုတဲ့အကြောင်းပြချက်နဲ့အကြောင်းရှာအပြစ်ပေးတိုက်ပိတ်ခံရတာပါကရရှိထားတဲ့ဒဏ်ရာတွေကိုပါစေကူတောက်ခွင့်မပေးတဲ့အထိအခွင့်အရေးချိုးဖောက်မှုတွေလည်းကြုံနေရတယ်လို့သိရပါတယ်။နိုင်ငံတကာအနေနဲ့လည်းမြန်မာနိုင်ငံထဲကအကျဉ်းထောင်တွေကိုထိရောက်တဲ့ပတ်ပုံမှုတွေကိုပေးနိုင်ခြင်းမရှိသေးပဲပြည်တွင်းကပြည်သူတွေ အားနဲ့သာတက်နိုင်ရမယ့်နိုင်ငံရဲ့အကျဉ်းသားအကျဉ်းသူတွေကိုကူညီပေးနေရတယ်လို့နိုင်ငံရဲ့အကျဉ်းသူများအဖွဲ့ WOPP မှမဆူဆူမေယောကပြောဆိုထားဖြစ်ပါတယ်။လက်ရှိမှာအကျဉ်းထောင်၄၀ကျော်မှနိုင်ငံရဲ့အကျဉ်းသူအကျဉ်းသားပေါင်း၂000ကျော်ရှိနေပြီ။၎င်းတို့ထဲမှာ9000ကျော်ဟာအမျိုးသမီးတွေဖြစ်ကကိုဝန်ဆောင်တဲ့ကလေးမိခင်နိုင်ငံရဲ့အကျဉ်းသူပေါင်း၁၅၂ဦးရှိကြောင်း WOPP ထံမှတရှိရပါတယ်။ အပြင်ကလူတွေလည်းငါတို့ထဲမှာအထင်ကလူတွေပြန်လာရမှာလို့တွေးကြလို့အထက်ကလူတွေကလည်းအပြင်ကလူတွေကိုအမြဲစိတ်ပူရင်တက်ပွဲချမှာအားလုံးအဆင်ပြေဖို့ဆုတောင်းရတာပါဒီတော်လိုင်းရင်းမှာလှုပ်ချင်သလောက်မလှုပ်ခင်ရပေမဲ့အသက်နိုင်ဆုံးလှုပ်ဖြစ်ခဲ့တာမလို့လက်ပြာယုံနဲ့တင်ကျင်းနေပါတယ်လောကရတွေခါစီခံရင်အင်ပြန်ချင်းကိုစောင့်နေမယ်လို့အကျဉ်းထောင်ထဲမှာမတရားမှုအခြေအနေကိုပြောပြရင်မမေတရားသူ့ရဲ့အစာကိုအဆုံးတတ်တာလည်းဖြစ်ပါတယ် ဆက်လက်ပြီးတော့နိုင်ငံရေးမှာဘယ်လိုထွက်ရမလဲဆိုပြီးနတ်ဆကစဉ်းစားရမယ့်အချက်ကိုရောက်ရှိနေပြီဆိုတဲ့သတင်းစာပေါင်းတင်ဆက်ပေးမှာဖြစ်ပါရှင်။နတ်ဆကကတနည်းအားဖြင့်မြန်မာတမတော်အနေဖြင့်နိုင်ငံရေးမှာဘယ်လိုထွက်မလဲဆိုခြင်းအပြင်စဉ်းစားရမယ့်အချက်ဖြစ်တယ်ဟုပေါ်မြူတာဖက်ဒရယ်ကောင်စီအုပ်ချုပ်ဦးခွန်မြတ်ကပြောဆိုထားဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့မြန်မာနိုင်ငံရဲ့အခင်းကျင်းအရဘိုးအစိုးရအနေဖြင့်တိုင်းရင်တာလက်နက်ကင်များအပေါ်မှာမင်းမြပေးနိုင်မည်နှင့်မိခွန်းထုတ်နေကြသလိုတစ်ဖက်မှာလည်းနာဆကအနေဖြင့်ပေးပိုင်ခွင့်ရှိကြောင်းထောက်ပြကြဖြစ်ပါတယ်။နာဆကအနေဖြင့်ပေးခွင့်ရှိသည်ဟုထင်နေခြင်းဟာလွဲမားနေတဲ့အယူအဆဖြစ်ကြောင်းထို့လို့ပေးရန်လုပ်ပိုင်ခွင့်ရှိကြောင်းယခုအချိန်ဟာမြန်မာတပ်မတော်အနေဖြင့်နိုင်ငံရေးမှာဘလို့ထွက်မလဲဆိုခြင်းအပြင်နာဆကအနေဖြင့်စဉ်းစားရမယ့်အချိန်ဖြစ်ကြောင်းပိုမျိုတာဖက်ဒရယ်ကောင်စီအဝချဥက္ကမြင့်ကဥက္ကမြင့်ထောင်းပြောဆိုထားဖြစ်ပါတယ်။ ။သကောင်းတော့စကောင်းစင်အနေနဲ့လည်းသူကပေးခွင့်ရှိတယ်လို့လို့ထင်တဲ့ထင်နေတာလည်းအဲ့ဒါလွဲမောင်းနေတဲ့အယူအဆပါပဲ။တခြားလုံးမှာကျွန်တော်တို့တိုင်းပြည်မှာကအစိုးရတွေကပေးတဲ့လူဖြစ်ပြီးတော့ကျန်တဲ့လူတွေယူသွားတဲ့လူဖြစ်ပါလေ။စကောင်းစင်ရဲ့တရားဝင်မှုမဝင်မှုကိုထားဖို့အခုကစစ်တပ်ကအာဏာသိမ်းထားတာကိုစစ်တပ်ကအာဏာသိမ်းထားတော့နိုင်ငံရေးဆွေးနွေးခွင့်မရှိတဲ့စစ်တပ်နဲ့စစ်တပ်ကစုဖွဲ့ထားတဲ့စကောင်းစင်နဲ့ကအဲ့ဒီအလုပ်တွေကိုလုပ်ခွင့်မရှိဘူးပေါ့နော်။လုပ်ရင်လည်းတရားမဝင်ဘူးပေါ့။အဲ့ဒါလို့ဆိုရင်တော့ကျွန်တော်မြင်ပါတယ်။ ဒါကြောင့်စက်ကောင်စီနဲ့ကျွန်တော်တို့လည်းစက်ကောင်စီနဲ့ကြတော့လည်းကျွန်တော်တို့ကသဘောထားတွေအများနဲ့လိုလို aggressive ဖြစ်နေတာတော့မဟုတ်ပါဘူး။လုံပန်းခွင့်မရှိတဲ့ဟာကိုလုံးနေတာကိုကလွဲနေတာပေါ့လေ။အတိကတော့ဒီချိန်လောက်ရမှာကစစ်တပ်ကနိုင်ငံရေးကနေဘလို့ထွက်ရမလဲဆိုတော့ကိုစက်ကောင်စီကစဉ်းစားရမှာပဲဖြစ်ပါတယ်လို့ပြောဆိုထားဖြစ်ပါတယ်။ဘို့ဆိုရအနေဖြင့်တိုင်းရင်းသားလေးနဲ့ကံများပေါ်မှာမိမြပေးနိုင်တဲ့ဆိုချင်နေတဲ့အရေးကြီးတဲ့ကဏ္ဍတွေရှိနေကြောင်းငင်းချမ်းရေးလုပ်ငန်းစဉ်တွေပါဝင်လို့ဆောင်နေတွေ့အခွန်ဆိုင်ရလဲပြောဆိုထားဖြစ်ပါတယ် ၎င်းကတော့တူကလည်းအရေးကြီးတဲ့ကဏ္ဍမှာရှိနေတာပဲကျွန်တော်တို့အရင်တော့ဆွေးလို့ရှိရင် NCA ရဲ့လုပ်ငန်းစဉ်ငင်းချိုင်းလုပ်ငန်းစဉ်တိုင်းကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အချိန်မှာအဓိကကျွန်တော်တို့တောင်းဆိုတာကတော့တက်မတော်ကနိုင်ငံရေးဦးဆောင်မှုမှစုခွာရေးကျွန်တော်တို့တောင်းဆိုတာတောင်းဆိုတဲ့အခါကျတော့တို့ကလည်းကျွန်တော်တို့စုခွာမယ်ဆိုရင်ခင်ဗျားတို့ရောခင်ဗျားတို့ရဲ့ EOA တွေရောဘယ်လိုလုပ်မလဲခင်ဗျားတို့ EOA တွေကလက်နဲ့စက္ကန့်ချမလားခင်ဗျားတို့ EOA က လက်နဲ့ဆက်ကန်ထားတဲ့များကာလာပါလုံးကျွန်တော်တို့ကဘယ်လိုဆုတ်ခွာမလဲအဲ့ဒါလိုမျိုးပြောပါတယ်အဲ့ဒီတော့ကျွန်တော်တို့နှစ်ဖက်ကညှိပြီးတော့မှအဲ့ဒီတော့ကမူချမ်းလောက်ထားတာ15နှစ်စီမံကိန်းအဲ့ဒီ15နှစ်စီမံကိန်းထဲမှာနှစ်ဖက်ကဘယ်လိုညှိကြမလဲနှစ်ဖက်ကဘယ်လိုလက်နဲ့ကြိုင်တဲ့အဆင့်ကနေဘယ်လိုဆုတ်ခွာကြမလဲဆိုတာတွေကိုကျွန်တော်တို့ညှိနေကြတာဖြစ်ပါတယ် ဒါမပီသေးဘူးပေါ့ဗျာကျွန်တော်တို့တက်ရပြင်အောင်ဆိုတော့တူညီချက်ဆွဲပြီးတဲ့အချိန်သူကမပီသေးဘူးနောက်ထပ်စတုတ်ထပ်အကျဲအတွက်ချက်ပြီးတော့ဆက်ဆွေးနွေးဖို့ဖြစ်တယ်အဲ့ဒီအချိန်မှာအာနာသိမ့်မှုဖြစ်လာတာပေါ့ဗျာဟုတ်ပြောဆိုထားရလည်းဖြစ်ပါရဲ့ နာဇာကအောက်ချဘူဂျုံမကြီးမြန်မာနိုင်ငံကတော့တိုင်းရင်တန်းနဲ့ကအဖွဲ့အစည်းအီဝီများအနေဖြင့်မဖြစ်နိုင်တဲ့ကိုမတောင်းဆိုရင်လည်းဖြစ်တဲ့ဖြစ်ထိုက်တာများကိုဆွေးနွေးညှိနှိုင်းရမယ်ဟု2025ခုနှစ်မတ်လ9ရက်နေ့ကရုရှားနဲ့ဘယ်လာရုခီးစစ်အပြန်လေးပေါ်မှာပြောကြားခဲ့ရတဲ့ဖြစ်ပါရယ်။တိုင်းရင်တန်းနဲ့လက်နက်များနဲ့ဒီမိုကရေစီအားစုများကမြန်မာတမတော်ကိုနိုင်ငံရေးအထက်ခွန်ရန်ရွေးကောက်ခံမှာဟုတ်ပဲလွတ်တော်တွင်25ရက်ခန့်လုံးနေရယူထားမှုကိုလက်လွတ်ရန်အယတအုပ်ချုပ်ရေးအောင်မှတမတော်ကိုထားရန်စတဲ့ဖြင့်တောင်းဆိုလျက်ရှိလို့နေခဲ့ရတဲ့ဖြစ်ပါရယ်။ အလားတူအရကတတော်အေက Confederation တနင်္လာဖြင့် WSA ရရှိထားတဲ့အစ်စစ်တန်းထက်မနေတဲ့နိုင်ငံရေးအစ်စစ်တန်းကိုအတိမပြုရတုံမဟုတ်ပါကတီချန်လွတ်လပ်ရေးကိုတွားနိုင်ကြောင်းပြောကြားထားဖြစ်ပါတယ် DNA ကလည်းတစ်တုံညာနေခွန်စစ်စင်ရင်းနဲ့အတူတိမ်ပတ်ထားတဲ့အနေမြင်များကိုဆွစီ၍ပလောင်ပြင်းနဲ့တတ်မှတ်ပင်းရန်တောင်းဆိုထားသလိုဝါကလည်းလက်ရှိရရှိထားတဲ့အုပ်ချုပ်ရေးအာဏာပြင်ဝါပြင်းနဲ့တတ်မှတ်ပင်းရန်တောင်းဆိုလျက်ရှိလို့နေခဲ့လည်းဖြစ်ပါတယ် ။ KIA ကတော့ Federal ထက်ကျော်လွန်သောဆွေးနွေးမှုများကိုပြည်လုံးလာမည်ဟုတတိပေးထားကြောင်းသိရှိရပါတယ်။ကြားရတဲ့ဆက်ပင်မှုဒီမှာပဲကြာနာကိုပြောပါရှင်။အပင်နာဆွေးမှုအတွက်အထူးပဲကျေးဇူးတင်ရှိပါရဲ့ရှင်။